ဘုန်းတို့ကဆီအောင်ကျောင်းတော်ကြီးပါဆီအောင်ကျောင်းတော်ကြီးကတော့ဒီဘာပေါ့1121ခုနှစ်ကတည်ဆောက်ခဲ့တာဖြစ်ပါတယ်ကျောင်းတော်ကြီးက၃ဘောင်ဖြစ်တယ်၃ဘောင်ဖြစ်တာပထမထင်းပိုင်းခေါ်တော့ထင်းပိုင်းအစတင်ဖြစ်တယ်ဘောင်ဘောင်ဖြစ်ဘောင်ဘောင်ဖြစ်ကိုအော်အော်အော်မီဘောင်ဘောင်ဆိုပြီးတော့ခေါ်တယ်ပေါ့နော်မှန်ပါဗျာဒီဆီအောင်ကျောင်းတော်ကြီးကတော့အော်အော်နဲ့အော်ဆီကျောင်းတော်ကိုခေါ်တယ်မှန်ပါမန္တလေးမြို့တည်နန်းတည်ကိုကြတော့အုတ်ချစ်ကျော်ကြီးမန္တလေးကို เนาะမှန်ပါတယ်အဲ့လိုခေါ်နေနေကြည့်ရတဲ့ခါကျတော့ဟောဒီကုန်းမွန်ပြီးတော့1135ခုနှစ်မှာလောင်မင်းတရားကြီးဥက္ကံစီရကဟိုဟာကုန်းမွန်ကိုတူဆောင်ခဲ့မှန်ပါတယ်ဟောကဘုန်းတို့ဒီကြောင်းကြီးဆောက်တာကြတော့ဟောဟဲ့ကိုစီကြောင်းတော်ဆိုတော့1133မှာတူဆောက်ခဲ့မှန်ပါတယ်နောက်အဲ့တော့ကုန်းမွန်ဖြစ်နေဒီကြောင်းကြီးဆောက်တာဆောက်နေသွားမမအဲ့အဲ့ဒါပြီးတော့အုတ်ကြော်ကြီးမန္တလေးနော်သူ1200 1227မှာ မာလီမြို့ကြီးပေါ့နော်မြို့ဒီနန်းဒီတော့အော်မာလီမြို့ဒီနန်းဒီကကိုနှစ်တရာဒီကျောင်းတော်ကြီးဆောင်းမာအဲဒီကျောင်းတော်ကြီးကနော်ဒီကိုအောင်စီရနဲ့နော်လောင်မင်းတရားကြီးကိုမောင်ခင်နဲ့ဆက်ဆက်တူဆိုတဲ့ကျောင်းတော်ကိုပြောပြတာနော်ဟိုလောင်မင်းတရားကြီးကိုအောင်စီရကဒီနေမှာပေါ့ဒီဘုန်းတို့ဒီနေရာနဲ့ပိတ်လမ်းပိတ်မဝေးတဲ့ပေါ့နော်တာဝတိဆိုရှိတယ်အဲတာဝတိအင်းဆောင်က ပြည်ပြာကုန်းဖရာဆိုရှိတယ်เนาะပြည်ပြာကုန်းဖရာရဲ့ကာလနောက်ဘက်ဆံပါကဟောကြောက်တုံးရှိတယ်ပေါ့ဥောင်းပြုဥောင်းဆရာတိတ်ဆန်ခဲ့တယ်အဲမိဖရာနေခဲ့တယ်နေတဲ့နေရာပေါ့အဲအဲ့လားတော်ပြီးအင်းလာမှာဖြစ်တယ်အဲ့ကလေဟိုဘက်ကတမန်ခွဲလောက်နှစ်မိုင်လောက်သွားရင်နဆောင်မြန်ရွာဆိုရှိတယ်အဲ့နဆောင်မြန်ရွာဆိုတော့လောင်မင်းကြီးဥောင်းဆရာနေခဲ့တဲ့နေရာပေါ့ယာယီနန်းတော့ဒီကျောင်းတော်ကြီးကတော့ဒီရှိတဲ့နေရာပေါ့နော်ဒီရှိတဲ့နေရာကအောင်ကုန်းကြီးရောအောင်ကုန်းကြီးပါဆိုတာက နေပြီးတော့လက်ဝင်းမျိုးနဲ့နော်ဘောကစီတီဂိုင်ဝင်းနော်တောင်းမဲ့ကြတာပေါ့နော်တို့ဆောင်လမ်းပြီးမှသိရှိတာဖြစ်ပါတယ်ဒီဟုတ်ပြီနော်ဒီကျောင်းတော်ကြီးရဲ့ဖွဲ့စည်းပုံတို့ကပေါ့နော်ကျောင်းတော်ကြီးရဲ့ဖွဲ့စည်းပုံကဟိုတိုင်အားဖြင့်လက်ရာနေအတွက်မဆိုရင်ဆက်တယ်ရှိနံအားဖြင့်ဆိုရင်ဟိုဟာ၉တိုင်ရှိတယ်အော်ဘိုးဘိုးဒီရောက်ကောင်းဆုံးတော့ဆက်တယ်ကိုပဲเนาะအားလုံးပေါင်းရင်90နဲ့90ရှိတယ်။အော် ့69တိုင်းရှိတယ်။ဒီကျောင်းတော်ကြီးကိုတော့ဟိုဟာအဆောင်အပြင်9ဆောင်။9ဆောင်တဆောင်နဲ့တဆောင်ကြားထဲမှာရေတယောက်ဒါမျိုးရေတယောက်ရှိတယ်နော်။ဒီရောက်ရှိတယ်။အဲရေတယောက်ဒီပဆန်တဆန်းတော့ဟာဒါတဆောင်။ဟိုဘက်မှာရေတယောက်ဟိုဆန်းတဆောင်။ဟိုဘက်မှာရေတယောက်ပြည့်ရှိတယ်။အဲဟိုဘက်ကတဆောင်။အဲဟိုဘက်ကဆန်းမဲ့က9ဆောင်ရှိ။အလုံးပေါင်း9ဆောင်ရှိ။ဒီကျောင်းတော်ကြီးပွဲကြီးပေါ်မှာ ဒီအတွင်းကတွေ့နော်လို့50အပေါ်မှာရှိရင်တော့ပြတ်တက်က3လောက်ရှိတယ်နော်ပြတ်တက်က3လောက်ရှိတယ်ဟိုကဘုံကရေးပုံရှိပါမဒါအကုန်လုံးကတစ်သားတွေနေကြည့်လို့နော်မှန်ပါဟိုတိုင်နေရောထုတ်ပါရောက်ပါအကုန်လုံးပေါ့နော်ဒီဇိုင်းတွေပဲလုပ်ထားတယ်အမိုးဝါစတစ်သားဒီခင်းရတယ်တစ်သားအလုံးတစ်သားအဲ့တစ်သားကအလုံးကျွန်းသားတစ်ခုတစ်သားကျွန်းကျွန်းနေပဲနော်ကျွန်းနေပြီ